ပတ်စံတွေပို့တယ်ပြီးတော့နေတိုင်းဝင်ထောက်ထားအတွက်လည်းငွေကုန်ကြေးကြတွေရန်တက်တာခဲကြတယ်ထော်လော်စာပဲခစ်တန်းရောက်ကခစ်ခစ်ဦးတွေတုံးပါပေါ့နော်အားလုံးကနေပေါင်း20ကျော်ချပြီဘာဖြစ်လို့လဲဆိုတော့ပန်းရောက်ပန်းနေရနေကျော်သွားလို့မရအောင်အဲ့တော့မြန်မာလူသားတွေကလက်ပတ်တွေလည်းမသွားကြအောင်မြန်မာပြည်လည်းခဏခဏမပြောင်းကြအောင်ရတဲ့ပတ်စံငွေစုပို့ရတဲ့ပတ်စံငွေစုပို့ဆိုပြီးတော့မွန်ပြည်နယ်မှာရှိတဲ့မွန်ရွာတွေပြည်နယ်မှာရှိတဲ့ကရင်ရွာတွေမှာအလုတ်ကျိုးသားတဲ့လူငယ်တွေများတဲ့ရွာတွေမှာဆိုတိုက်ကြီးတွေအိမ်ကြီးတွေဖြစ်လာတာပေါ့နော်အဲ့ခစ်ကအခုနောက်ပိုင်းကတော့ထောက်ထားပေါင်းဆုံးအောက်မှာကိုယ့်ရဲ့လုတ်ခတ်လာတာတစ်နှစ်စာမှာ6လလောက်ကနေတိုင်းဝင်ထောက်ထားတော့ပတ်စံပေးနေရတာဆိုတော့လေဟုတ်ပြီအဲ့တော့ ကွင်းမင်းဒီနေ့ညပြောချင်တာအဲ့လိုမျိုးပန်းရောင်ကခစ်မာတီနောက်ပိုင်းကွင်းမင်းတို့ယာယီ passport ဆိုတဲ့စာအုပ်အနည်းအောင်လေးကိုကိုရဲမင်းတို့တွားပြီးတော့လုတ်ခဲ့ရတယ်။ဒါနှစ်ဒီများများပြီးနှစ်လုံခဲ့တဲ့15နှစ်လောက်ကနော်အဲ့ဒါဘယ်မှာတွားလုတ်ခဲ့ရလဲဆိုတော့ကော့တောင်ချန်တော်မှာတွားလုတ်ရတယ်။နော်ကော့တောင်ချန်တော်မှာတွားလုတ်ရတယ်။နော်အဲ့ဒီမှာဘက်ကော့တောင်နေပြီးတော့ကျွန်တော်နေပြီးတော့ကော့တောင်ဘက်ကူပြီးတော့အဲ့ဒီငါးဖန်းလေးစိတ်ကဒီကိုရောင်ကြီးမှာတွားလုတ်ခဲ့ရတယ်။အဲ့ဒီကနေပြီးတော့ပန်းရောင်ကကနေကူပြောင်းပြီးတော့စာအုပ်ဆိုတဲ့ အဲ့ဒါယာယီပတ်စိုးစာအုပ်လေးပဲနော်အနီလေးပဲအဲ့စာအုပ်ကလူတိုင်းတော့မရှိတော့ကိုရင်မင်းမတော့အဲ့စာအုပ်အဟောင်းလေးအိုးအာနာမသိငင်တိတော့ရှိသေးတယ်နောက်ပိုင်းပြေးသွားတွိုင်းလိုင်းနဲ့ဘယ်ဘယ်ရောက်သွားမှမသိတော့ဘူးပေါ့နော်အဲ့ဒါထိုင်းနိုင်ငံမှာပဲပျောက်သွားလာမြေထားလိုက်တော့โอเคအဲ့တော့အဲ့စာအုပ်နီလေးကိုကင်ကင်ရတဲ့လူတွေကဟုတ်ကနဦးခက်ပူရလူတွေပဲငါကွေးမင်းကတော့ပျောက်သွားပြီအဲ့စာအုပ်နီလေးပပလေးအဲ့ဒါလေးဖြစ်လာတယ်အဲ့ဒီဟာလေးကင်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 ပြီးတော့နောက်မကြဘူးနောက်အဲ့ဒါလေးကင်ပြီးတော့၃လနှစ်လောက်လည်းနေရော ခရမ်းရောင်ယာယီစာအုပ်ဆိုပြီးတော့ပေါ်ပေါ်လာအရောင်ကြီးကခရမ်းရောင်လေးဒီနေ့ကိုယ်မင်းဖေးဖို့မှာ share ထားတယ်ပေါ့နော်ဟိုပြထားပြီးတယ်ကိုယ်မင်းလုံခဲ့တဲ့ဆယ်နှစ်လောက်ကတင်ခဲ့တဲ့စာအုပ်အရောင်လေးကိုပြထားပြီးတယ်ခရမ်းရောင်စာအုပ်လေးပေါ်လာတယ်အာယာယီ passport ယာယီယာယီခရမ်းရောင်စာအုပ်ဆိုပြီးတော့အဲ့ဒါလေးကလည်းမြန်မာပြန်လို့ရတယ်လူစီအိုင်ဆိုင်အောင်စာအုပ်နဲ့ခက်ဆင်စင်အာစီအိုင်ဘက်မှာပေါ်သေးဘူးအဲ့ဒီကနေပြီးခရမ်းရောင်လေးနဲ့ကင်ရတယ်အဲ့ဒီ passport စာအုပ်အနီလေးနဲ့တက်တန်းဖြည့်တဲ့အထိကင်ရရတယ်အနီပပလေးယာယီစာအုပ်အနီနော် passport စာအုပ်ကြီးမဟုတ်သေးဘူးနော်